This is Radio NUG, the voice of National Unity Government of Myanmar, broadcasting for Myanmar Spring Revolution. Radio NUG is transmitting from shortwave 16 meter 17.79 MHz at 8:30 a.m. and 25 meter 11.94 MHz at 8:30 p.m. Myanmar Standard Time. မြို့သားညီညွတ်ရေးအစိုးရရဲ့အတံမြင့်ဌာနရေဒီယို NUG ကိုမနက်ပိုင်း၈နာရီခွဲမှလိုင်းတူ၁၆မီတာ၁၇.၃၉မီဂါဟတ်ဇ်၊ညပိုင်း၈နာရီခွဲမှလိုင်းတူ၂၅မီတာ၁၁.၉မီဂါဟတ်ဇ်တို့မှာဓာတ်ရိုက်ခံရနိုင်ပါတယ်ရှင်။ဒီမှာအပောင်းနဲ့ပြေဆုံးကြပါစေ။အခုချိန်ကစပြီးရေဒီယို NUG အစီအစဉ်တွေကိုဓာတ်ရိုက်အတံလွှင့်ပေးနေပါတယ်ရှင်။ ရေဒီယိုအန်ယူဂျီသောတာရှင်ပေါင်းနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးတဘာဝပြီးစစ်အာဏာရှင်ဘီတို့ကနေကင်ဝေးပြီးကိုယ်စိတ်နှပြစမ်းမချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ရေဒီယိုအန်ယူဂျီဝိုင်းတော်သားတွေကဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်။မင်္ဂလာမနက်ခင်ပါရှင်။ဒီကနေ့2025ခုနှစ်ဇွန်လ9ရက်နေ့မနက်ခင်ရေဒီယိုအန်ယူဂျီအစီအစဉ်လေးကိုစတင်ထုတ်လွှင့်ပေးပါတော့မယ်။ပထမအဆုံးအနေနဲ့ရေဒီယိုအန်ယူဂျီစီးရီးသတင်းကောက်နှုတ်ချက်ကိုຫນွေဦးမှုကဖတ်ကြားတင်ပြပေးတော့မှာဖြစ်ပါရဲ့ရှင်။မင်္ဂလာပါခင်ဗျာ။ ရေဒီယို NUG ရဲ့မနက်ခင်းစရေသတင်းကောက်နှုတ်ချက်များကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်ຫນွေဦးမိုးပါခင်ဗျာ။လယ်မူလားမြို့နယ်မှာစစ်ကောင်စီရဲ့လက်နက်ကြီးကြောင်းကျေးရွာဖះကြောင်တစ်ကြောင်တစ်ခုပျက်စီးခဲ့ဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။ကရင်အမျိုးသားအစီယုံမြိတ်တဝဲခရိုင်လယ်မူလားမြို့နယ်ဒူးရင်ပင်ရှောင်ကျေးရွာမှာစစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင်းကျေးရွာဖះကြောင်တစ်ခုထိခိုက်ပျက်စီးခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။ ဇွန်လ၄ရက်နေ့မနက်၁၇နာရီဝန်းကျင်မှာစစ်ကောင်စီရဲ့ပလောတရင်နှစ်ရှင်ငါတက်စခန်းမှာ၁၂၀မမလက်နက်ကြီးတစ်လုံးဒူးရင်ပင်ရှောင်ကြေးရွာထဲပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။၎င်းလက်နက်ကြီးပောက်ကွဲမှုကြောင့်ဒူးရင်ပင်ရှောင်ကြေးရွာပနာမီတဝေါ်ကြေးရွာဖျားကြောင်အဆောက်အဦများထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်ခင်ဗျာ။တေပေါ်ပူစကန်သိမ့်တိုက်ပွဲမှာစစ်ကောင်စီလေရင်နဲ့ဘုံမှကျဲမှုကြောင့် ၎င်းတပ်ဖွဲ့ဝင်34ဦးသေဆုံးပြီး90ကျော်လက်နက်ချဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။ကရင်ပြည်နယ်မြဝတီမြို့တောင်ဘက်ကတိဘောပိုစခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်34ဦးသေဆုံးပြီး90ကျော်အလံဖြူထောင်ကလက်နက်ချခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်ထံကသိရပါဗါဒ။တိဘောပိုစခန်းကိုဇွန်လ3ရက်နေ့မနက်9နာရီခန့်ဝန်းကျင်မှာစတင်တိုက်ခတ်ခဲ့တာဖြစ်ပြီးနေ့လယ်2နာရီခန့်မှာစခန်းသိမ်းရပြီဟုသတင်းများထွက်ပေါ်ခဲ့တာကြောင့် စစ်ကောင်စီက25ကြိမ်ထပ်မံနဲ့လာရောက်ဘုံကျဲချပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ဘုံကျဲချိန်မှာ KNLA ပူပေါင်းတပ်တွေကစစ်မှတ်တပ်ပဲရန်နာခဲ့တာကြောင့်တိုက်ပွဲအတွင် ထိခိုက်ဒဏ်ရာရထားတဲ့စစ်ကောင်စီတပ်သားတွေပေါ်ကိုဘုံကျဲချမိခဲ့ပြီး34ဦးထပ်မံနဲ့တေဆုံးခဲ့ရကအများအပြားဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ လေကြောင်းတိုက်ခတ်မှုအပြီးညနေ6:00နာရီခန့်မှာ KNL နဲ့ပူးပေါင်းတပ်များကစခန်းကိုဆက်လက်တိုက်ခတ်ခဲ့ရာည9:00နာရီဝန်းကျင်ခန့်မှာအပိသက်တိမ့်ပိုက်ရှင်းလင်းနိုင်ခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်80ကျော်အလံဖြူထောင်လက်နက်ချခဲ့ပြီးလက်နက်ခဲရဲအများအပြားကိုလည်းတင်ဆက်ရမိခဲ့တယ်လို့သိရပါဗျခင်ဗျာ။ကံဘလူမျိုးနယ်မှာစစ်ကောင်စီကစစ်ကြောင်းထိုးနေတာကြောင့်ပြည်သူတပေါင်းခန့်ထွက်ပြေးတိမ်းရှောင်နေရဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။ စကိုင်းတိုင်းကမ်းဘလူမြို့နယ်ချက်တင်းတိုင်းနယ်အတွင်းကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတာကြောင့်ပြည်သူတပေါင်းခက်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ calling info ကထုတ်ပြန်ထားပါတယ်။ဇော်လာ၃ရက်ကစစ်ကောင်စီနဲ့ပြူစော်တီပူးပေါင်းအဖွဲ့ဟာချက်တင်းတိုင်းနယ်နှော်ကုံပောက်ကံမြို့ပင်ရှုဦးကင်းကြည်ကျွော်များကို drone နဲ့ဘုံကျဲချစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်ပြည်သူများထွက်ပြေးနေရတာလို့ဆိုပါတယ်။ထိုးနေတဲ့လက်ပိုင်းကနှော်ကုံရွာအနီးတစ်ဝိုက်မှာအဆိုပါစစ်ကြောင်းနဲ့တော်လှန်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကထိခိုက်ဒေဆုံးမှုများရှိခဲ့တယ်လို့သိရပါတယ်။ထို့အပြင်ကိုရောင်ပိုတိုက်နယ်တဝိုက်မှာလည်းစစ်ကောင်စီတပ်ကတစ်တောရွာမှာအထိုင်ချပြီးစစ်ကြောင်းထိုးနေတာကြောင့်ကန်ကြီး၊အလဲခုံ၊စောချောင်း၊ပေါ့စိန်ကုန်း၊မိတ်တလင်ကုန်းစတဲ့ကျေးရွာများကပြည်သူများလည်းထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သတင်းရရှိပါတယ်။ KNLA တက်ရင်စနစ်ဤတက်ရင်စေယုံဖွင့်ပွဲအခမ်းအနားပြုလို့ဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။ KNU ကရင်အမျိုးသားအစည်းအရုံးကော်တူးလီအုပ်ချုပ်နေပြီ ညိတ်တဝဲခရိုင်ကက်ဆယ်တိုမြို့နယ်အတွင်းကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်းစနစ်ဤတပ်ရင်းစစ်ရုံဖွံ့ဖွဲအခမ်းအနားကို2025ခုနှစ်ဇွန်လ၄ရက်နေ့တွင်ပြုလုပ်ခဲ့ကြောင်း KNU ညိတ်တဝဲခရိုင်မှသတင်းထုတ်ပြန်ပါသည်ဖွံ့ဖွဲအခမ်းအနားသို့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာလေးဤတပ်မဟာမှူးဘုံမှူးချုပ်စော်လီထော်တပ်ရင်းစနစ်တပ်ရင်းမှူးဒုတိယဘုံမှူးကြီးစော်ဒါဒါနဲ့အခြားသောတပ်ပိုင်းဆိုင်ရာခေါင်းဆောင်များ ပါဝင်တက်ရောက်ခဲ့ကြတယ်လို့သိရပါပါတယ်ခင်ဗျာလာရှိုရှိထိန်ချုပ်နယ်မြေများတွင် အခြေခံပညာကျောင်းများကျောင်းအပ်လက်ခံမြေရ MNDAA ကျင်းညာဆိုတဲ့သတင်းကိုတင်ပြပေးတော့ပါမယ်လာရှိုဒေတာ၌2025ခုနှစ်ဇွန်လ9ရက်နေ့မှစ၍အခြေခံပညာကျောင်းများတွင်ကျောင်းအပ်လက်ခံမြေဖြစ်ပြီးအခြေခံပညာမူလတန်းကျောင်းသူကျောင်းသားများအထွတ်ကျောင်းဝင်ကျင်းမှာအခမဲ့ဖြစ်ပါကြောင်းပြည်ထောင်စုမြန်မာနိုင်ငံအထူးဒေသတက်မြန်မာပညာရေးကော်မတီမှအသိပေးကြေညာထားပါတယ် MNDAA ထိန်းချုပ်ထားတဲ့မေဟန်ခေနင်နောင်မွန်မဆိုင်ကြခါရှိမန်ပြင်တန်လွင်နန့်ပောင်နမတ်ဘောရလွယ်ငင်းဟိုယရှန်ခိုက်ခိုက်ရှန်နောင်လိုင်းအီနိုင် ကုံညုတ်နတ်မဟူအောင်တက်စာဟိုပိတ်နဲ့နန့်ကြံရွာများရှိကြောင်းများကိုဖွင့်လှစ်သွားမယ်လို့သိရပါဗျာ အထူးဒေတာတစ်အတွင်းရှိအခြားသောအခြေခံပညာကြောင်းများကိုလည်းဖွင့်လှစ်နိုင်ရန်ထောက်ပံ့ကူညီသွားမှာဖြစ်ပြီး MNDAA ထိန်းချုပ်ထားတဲ့ဒေတာကစာတင်ကြောင်းတွေမှာတာဝန်ထမ်းဆောင်ဖို့ CDM ဆရာဆရာမတွေကိုဖိတ်ခေါ်ကြောင်းမေလ25ရက်နေ့မှာကိုကတ်တက်ကကြေညာချက်ထုတ်ပြန်ထားပါတယ်ခင်ဗျာ။စကိုင်းတိုင်းအတွင်းကရေရှည်စစ်ပေးဆောင်ပြည်သူများအားစာနယ်ရိက္ခာထောက်ပံ့ပေးခဲ့ဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။ စကိုင်းတိုင်းဒေသတွင်းကရေရှိစစ်ပေးဆောင်ပြည်သူများအတွက် လိုအပ်သောစားနပ်ရိက္ခာများကိုကုညီထောက်ပံ့ပေးခဲ့တယ်လို့ပြည်သူ့လူမျိုးရေးတပ်မတော် PLA ကထုတ်ပြန်ထားပါတယ်။စကိုင်းတိုင်းအတွင်းရှိကျေးရွာနှစ်ရွာမှခက်ခဲကြက်တဲနေတဲ့မိသားစု83စုစာအတွက်မိသားစုတစုလျင်စံရှိပြီးစီတပိတ်တာနဲ့စာတပိတ်တာစီကုညီထောက်ပံ့ပေးခဲ့တယ်လို့ဆိုပါတယ်။အဆိုပါကုညီထောက်ပံ့မှုကိုပြည်သူ့လူမျိုးရေးတပ်မတော် PLA အညာမေစစ်ပေးဆောင်ကုညီအဖွဲ့နဲ့ ANS ပရစိတ်များအဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ CRTF စနိုက်ပါရဲဘော်များကနှစ်လအတွင်းစစ်ကောင်စီတပ်သား19ဦးကိုပြစ်ခတ်ရှင်းလင်းနိုင်ခဲ့ဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်အလဲပိုင်းတိုင်းစစ်စင်ရေးအထူးတပ်ဖွဲ့ CRTF P3 9918စနိုက်ပါရဲဘော်များက နလာတာအတွင်းစစ်ကောင်စီတပ်သား19ဦးအထိပြစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့သိရပါတယ်။ဒီဇင်ဘာ15ရက်နေ့မှာ February 25ရက်အတွင်းစစ်စင်ရေးအထူးတပ်ဖွဲ့ကဆောင်ရွက်ခဲ့တဲ့စနိုက်ပါပြစ်ခတ်မှုမှတ်တမ်းကိုဇော်လ၄ရက်နေ့မှာထုတ်ပြန်လာတာပါ။စနိုက်ပါရဲဘော်များအနေနဲ့စစ်ကောင်စီနဲ့တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များစိုင်ထားတဲ့ရှေ့တန်းစစ်မြေပြင်ရန်သူစခန်းအနီးအနားထိတွားရောက်ပြစ်ခတ်ချိန်မုံခဲ့တာလို့သိရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအခုတင်ပြခဲ့တဲ့စစ်ရေးသတင်းတွေကို ရေဒီယိုအန်ယူဂျီသတင်းထောက်မင်းဆက်သွင်းတဲ့ခါရှယ်တို့ကပေးပို့ထားတာဖြစ်ပါတယ်စစ်တီတော်ကျင့်ဝတ်စည်းမျဉ်းများ၁စစ်ရေးရည်မှန်းချက်ဖြင့်သာတိုက်ပွဲပေါ်ဆောင်ရမည်၂စစ်စင်ရေးဆောင်ရွက်ရာတွင် လူအပ်သောအင်အားကိုသာအသုံးပြု၍ထိခိုက်ပျက်စီးမှုအ ਨੇ ဆုံးဖြစ်စေရန်စီမံဆောင်ရွက်ရမည်၃အရတားပြည်သူများအား ကာကွယ်စောင့်ရှောက်ရမည်အယက်သားပြည်သူပိုင်အဥ္စာပစ္စည်းများကို ထိပါခြင်းမပြုရ၄ဘာသာရေးအဆောက်အအုံများနှင့်ယဉ်ကျေးမှုမွေးနေ့များကို လေးစားတံပိုးထားရမည်၅လက်နက်ကိုင်ပိဋိပခဆိုင်ရာ ဥပဒေသားများကိုဖောက်ဖျက်ကျူးလွန်ခြင်းမပြုရ၆ခေါင်းဆောင်များသည်စန္ဒမူနာပြခေါင်းဆောင်မှုကိုပြ၍လက်အောက်ငယ်သားများအပေါ်ကြောသားရင်သားမခွဲကြဘဲတရားမျှတစွာ ကိုကဲအုပ်ချုပ်ရမည်။ခုနှစ်အထက်ကိုကဲမှုအစဉ်စဉ်မှပေးအပ်သော အမိန့်နှင့်တာဝန်များကို လေးစားလိုက်နာရမည်။ရှစ်တပ်ဖွဲ့ဝင် အချင်းချင်းရဲဘော်ရဲဘက်စိတ်ဖြင့်ပူးပေါင်းဆောင်ရွက်ရမည်။ကိုလူမျိုးပါတာကြားမှလိန်စိတ်ခံယူချက်ကွဲပြားမှုအပေါ်မူတည်၍ခွဲခြားဆက်ဆံမှုမပြုရ။တဆယ်မူရစ်စေဝါတုံးဆွဲခြင်း မပြုရ။၁၁ လူမှုရေးရှုပ်ထွေးခြင်းမပြုရစည်သတင်းတွေကိုနားဆင်ကြကြရတာဖြစ်ပါတယ်အခုဆက်လက်ပြီးပြည်ရင်းသတင်းတွေကိုတော့ຫນွေဦးမိုင်ကတင်ပြပေးသွားအောင်မှာဖြစ်ပါတယ်ရှင်မင်္ဂလာပါတော်ရရှင်များရှင်အခုချိန်ကစပြီး Radio UNG ရဲ့မနခင်ပြည်တွင်သတင်းများကိုတင်ပြပေးပါမယ်။ကျွန်မကတော့ New Mind ဖြစ်ပါရယ်ရှင်။ဤသူလှတ်တော်ကိုယ်စားလှယ်ဦးအောင်စိုးမင်းစစ်ကြောရေးစခန်းတွင်ကြွေလွန်သွားခဲ့ခြင်းပေါ် အကြမ်းဖက်စစ်ကောင်စီကို CRPH ကပြင်းပြင်းထန်ထန်ရှုတ်ချတဲ့သတင်းကိုတင်ပြပေးပါမယ်။ဤသို့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်စိုးမင်းစစ်ကြောရေးစခန်းတွင်ကွယ်လွန်သွားခဲ့ခြင်းပေါ်အပြည့်ဝတာဝန်ရှိတဲ့အစံဖက်စစ်ကောင်စီကိုပြည်တော်စွလွှတ်တော်ကိုစားပြုကော်မတီ CRPH ကပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပါတယ်။ကျွန်တို့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသရွာငါမဲဆန်နန်းနေမှာဤသို့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်စိုးမင်းဟာ2024ခုနှစ်ဒီဇင်ဘာလတွင် ရုံးလွန်မျိုး၌တိန်းရှောင်နေစဉ်အာနာသိန်းစစ်ကောင်စီဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ထို့သောစံဖတ်စစ်ကောင်စီဖမ်းဆီးခြင်းကိုခံခဲ့ရတဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်စိုးမင်းဟာလွန်ခဲ့တဲ့လအနည်းငယ်ကလေးကစစ်ကြောရေးစခန်းတွင်ပွေလွန်သွားခဲ့ကြောင်းအခိုင်အမာသောသတင်းရင်းမြစ်မှတဆင့်ကြားသိရပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်စိုးမင်းစစ်ကြောရေးစခန်းတွင်ကွယ်လွန်သွားခဲ့ခြင်းပေါ်ပြည်တော်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့်များစွာစိတ်မကောင်းဖြစ်ရပြီးရင်းသေးဆုံးမှုနှင့်ပတ်သက်၍အပြစ်ဝတာဝန်ရှိတဲ့အကြမ်းဖက်စစ်ကောင်စီကိုပြင်းပြင်းထန်ထန်ရှုတ်ချအပ်တယ်လို့ CRPH ကဖော်ပြပါရယ်။ဒီစိန်တေးမှာမိမိတို့အနေဖြင့်ဖမ်းဆီးထိန်းသိမ်းခံရတဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့် ်နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်တော်အောင်ဆန်းစုကြည်ပါဝင်ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအတွက်လည်းများစွာစိုးရိမ်ပူပန်လက်ရှိရလို့လဲဆိုပါရယ်လက်ရှိအချိန်ထိအာနာသိန်းစစ်ကောင်စီဟာပြည်ထောင်စုအစဉ်လွှတ်တော်ကိုယ်စားလှယ်၁၈ဦးနဲ့တိုင်းဒေသကြီးပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၄၁ဦးအားဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပါရယ် အလားတူအာဆီယံကုလသမဂ္ဂပါဝင်နိုင်ငံတကာအတိုက်ဝန်နေဖြင့်မြန်မာနိုင်ငံ၌အကြမ်းဖက်စစ်ကောင်စီကနိုင်စင်ကျုံးလုံလှုပ်ဆောင်နေတဲ့အကြမ်းဖက်မှုများလူခွင့်ရေးချိုးဖောက်နေမှုများအ мян ဆုံးအဆုံးသတ်နိုင်ရေးကိုလည်း CRPH ကတောင်းဆိုထားပါတယ်ရှင်။ဆက်လက်ပြီးဇွန်လ3ကစတင်ပြီးနှစ်လကြာကာလအတွင်းမှာငလင်းဘေးတင်လူရေတသိန်း5000ခန့်ကိုစစ်စစ်ရွေးချယ်ပြီးဥရောပသမဂ္ဂနဲ့ကမ္ဘာစားနပ်ရိက္ခအစီအစဉ်တို့ ထောက်ပံ့ကူညီသွားမယ့်တရင်ကိုဆက်လက်တင်ပြပါမယ်။မြန်မာနိုင်ငံမှာငလင်ကြီးအပြီးဆက်လက်မြင့်တက်နေတဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းနိုင်ဖို့ဥရောပသမဂ္ဂကရန်ပုံငွေယူရို၅တန်းပေးအပ်တဲ့အကြောင်းကမ္ဘာစားနပ်ရိက္ခာစီစဉ် WFP နဲ့ဥရောပသမဂ္ဂ EU တို့ကပို့တွဲသတင်းထုတ်ပြန်လိုက်ပါတယ်။ WFP ရဲ့ပနာမတုံ့ပြန်ရေးအစီအစဉ်တွင်မှငလင်ဒအစိုးရဆုံးထိခိုက်ခံစားခဲ့ရတဲ့ဒေသတွေကစုစုပေါင်းလူဦးရေ၄သိန်းခန့်ကိုအရေးပေါ်စာနယ်ရိက္ခာ စားနပ်ရိက္ခာကိုဝယ်ယူရန်ငွေသားနဲ့အာဟာရအထောက်ပံ့တွေပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ယခုဇွန်လဆန်းကစတင်ပြီးနှစ်လကြာကာလအတွင်းမှာလူဦးရေ3,500ခန့်ကိုစစ်စစ်ရွေးချယ်ပြီးထောက်ပံ့ကူညီသွားမှာဖြစ်ပါတယ်။ ို့တူပြန်လဲထူထောင်ရေးလုပ်ငန်းတွေကိုလည်းအကောင့်ထဲပေါ်ဆောင်ရွက်သွားမှာပါလို့ထုတ်ပြန်ချက်ကဆိုပါတယ်။ EU ကပံ့ပိုးကူညီထားတဲ့ရန်ပုံငွေတွေနဲ့ငလင်းဘေးတံအစိုးရဆုံးခန်းစားခဲ့ရသူတွေဟာစားနပ်ရိက္ခာသို့မဟုတ်စားနပ်ရိက္ခာဝယ်ယူရန်ဝိသားအကူအညီတွေနဲ့ကလေးနဲ့မိခင်တွေအတွက်အထူးအာဟာရအထောက်ပံ့တွေကိုရရှိကြမှာဖြစ်ပါတယ်။အဲ့ဒီအထောက်ပံ့တွေကို ကူညီလိုအပ်နေသူတွေစီ WFP ကိုတိုင်းဓာတ်ရိုက်ပေးအပ်သွားမှာဖြစ်ပြီးဒေသခံမိတ်ဖက်တွေနဲ့အစိုးရမဟုတ်တဲ့အဖွဲ့အစည်း NGO တွေနဲ့လက်တွဲဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ရန်ကုန်မြို့တွင်မြို့ပြဆင်းရဲနွမ်းပါမှုတိတိတတမြင့်တက်လာတာကြောင့်လူဦးရေနှစ်တသမခုနှစ်တန်းဆင်းရဲနွမ်းပါနေပြီးလုံခြုံစိတ်ချရမှုကင်းမဲ့နေတဲ့တရင်ကိုဆက်လက်တင်ပြပါမယ်။ မြန်မာနိုင်ငံ၏အကြီးဆုံးမြို့တော်နဲ့စီးပွားရေးဗဟိုချက်ဖြစ်တဲ့ရန်ကုန်မြို့ဟာလက်ရှိတွင်ကြောင်မတ်ဖွဲ့မြို့ပြစည်ရန်နွမ်းပါမှုတန်းကိုရင်ဆိုင်နေရပြီးနိုင်ငံတွင် ဖြစ်ပွားနေတဲ့ပြိပခါများစီးပွားရေးကျဆင်းမှုနဲ့ဒီရဲ့ရွှေပြောင်းအခြေချမှုများကြောင့်စင်ချေဖုံမြုံနယ်များတွင်အထူးသဖြင့်စည်ရဲမွေးတေမှုပုံမှုဆိုးရွားလာနေတယ်လို့2024ဇူလိုင်လတွင်ကောက်ယူတဲ့ စစ်တမ်းတစ်ခု၌ဖြည့်ဆို့သူ4800ကျော်ဤအချက်လက်များအရသိရကြောင်း UNDP မြန်မာမှသတင်းထုတ်ပြန်ထားပါသည်2019ခုနှစ်တွင်ရန်ကုန်မြို့လူဦးရေ၏30ရာခိုင်နှုန်းသာစည်ရန်နွမ်းပါသူများအဖြစ်ရှိခဲ့တော်လဲ2023ခုနှစ်တွင်ထို့အချိုးစားဟာ53ရာခိုင်နှုန်းထိမြင့်တက်လာခဲ့ရာကြောင့်ရန်ကုန်မြို့၏ခံမှန်းလူဦးရေ6.2တန်းအနက် ၄တသမခုနှစ်တန်းခန့်ဟာယခုခါဆင်းရဲနွမ်းပမှုတန်ကိုခံစားနေရတယ်လို့ဖော်ပြထားပါတယ်။ရန်ကုန်တို့ရွှေပြောင်းခြေချလာသူများဟာဆင်းရဲနွမ်းပမှုဤတန်ကိုပုံမခံစားနေရပြီးစင်ချေဖုံမျိုးနယ်များတို့ရွှေပြောင်းလာသူအိမ်ထောင်စုများရဲ့ 39ရာခိုင်နှုန်းခန့်ဟာအလွန်ဆင်းရဲနွမ်းပါးသူများဖြစ်သက်မှတ်ခံရပါတယ်2021ခုနှစ်စစ်တပ်အာဏာသိမ်းမှုအပြီးရွှေ့ပြောင်းလာသူများဟာအမျိုးမျိုးသောအတားအဆီးများကြောင့်တည်ငြိမ်သောအလုပ်ခွင့်ရှာဖွေရန်ခက်ခဲနေတယ်လို့လည်းဖော်ပြထားပါတယ် စီရင်နွမ်ပါသောအိမ်ထောင်စုများအတွက်ဂျမားရဲ့သုံးစီများလဲဝင်ထုတ်ဖြစ်နေပြီးဖြည့်စုသူများဤ55ရာခိုင်နှုန်းခန့်ကဂျမားပြဿနာများရှိနေကြောင်းဖော်ပြထားပြီးအစိုးရစည်းရုံများဤဝန်ဆောင်မှုအပေါ်ယုံကြည်မှုမရှိကြတဲ့အတွက်82ရာခိုင်နှုန်းခန့်ဟာကုန်ကျစရိတ်များသောပုဂ္ဂလိကစေခါများတွင်ဥတ္တဟုခံယူနေရတယ်လို့သိရပါတယ် ပညာရေးကဏ္ဍတွင်လည်းစည်ရသောအိမ်ထောင်စုများ၏စက်ခွန်ရခိုင်နှုန်းခန့်မှကလေးများကြောင်းမတက်ပဲ၃၀ခွန်ရခိုင်နှုန်းကမိသားစုဝင်ငွေရှာဖွေရာတွင်ကလေးများကိုပါဝင်စင်နေရပါတယ်။စင်ချေဖုံးမျိုးနယ်များတွင်နေထိုင်သူများ၏၄၄ရခိုင်နှုန်းကညနေပိုင်းတွင်တဦးဒီလမ်းလျှောက်ရာလုံခြုံမှုမရှိဟုခံစားရကြောင်းရွှေပြောင်းနေထိုင်သူများနှင့်၄၈ရခိုင်နှုန်းအထိထိုးသို့ခံစားရကြောင်းရာဇဝတ်မှုငွေကြေးလူရဲမှုနှင့်အာဏာပိုင်များ၏နှောက်ယှက်မှုများကြောင့်လွတ်လပ်စွာသွားလာရန်ခက်ခဲနေပြီ ပြီးအမျိုးသမီးများအပေါ်ချမ်းဖတ်မှုများလဲ33ရာခိုင်နှုန်းခန့်မြင့်တွေ့လာရကြောင်းဖြေဆိုထားကြတယ်လို့သိရှိရပါတယ်ရှင်။တို့ပြန်လာပြီး EOR campaign 16ရက်တာတွင်39ရာခိုင်နှုန်းရရှိခဲ့တဲ့တင်ပြနောက်ထပ်တင်ပြပါမယ်။ကမ်ပိန်းရည်မှန်းချက်ချက်သိန်း9000နဲ့ကမ်ပိန်းကာလမေလ16ရက်မှဇွန်လ30ရက်ထိ45ရက်တာကြာမြင့်မဲ့တို့ပြန်လာပြီး EOR campaign မှကနဦး16ရက်တွင် 39ရာခိုင်နှုန်းရရှိခဲ့ပြီလို့သတင်းရရှိပါတယ်။အားပြည့်တဲ့ပူပေါင်းတဲ့ကူညီတဲ့ခွန်အားဖြစ်စေတဲ့အဲဒီစကလုံးတွေဟာညီညွတ်ချင်းရဲ့ပြယုတ်တွေပါပဲ။အခုကာလမှာဆိုအီယာရီယောနိုင်ငံတော်မှာပါဆီအာနာရှင်ကြောင့်အမောင်းဖုံးနေရတွေလို့ရင်ဆိုင်နေကြရတာပါဒီလိုအခြေအနေကြားမှာပဲ။ ပေါင်းစုယုံကြည်ဆိုတဲ့စကားအတိုင်းတအားတရွေ့ပါဝင်ခဲ့ကြတာကိုလက်တွေ့ဖြစ်လာခဲ့ပါပြီကမ်ပိန်းအစနဲ့19ရက်တာအတွင်းသိန်း9000ရီမန်းချက်ရဲ့39ရာခိုင်နှုန်းကိုလှမ်းတက်နိုင်ခဲ့ပါပြီလို့ကမ်ပိန်းကအတည်ပြုဆိုပါတယ်ကျန်တဲ့ campaign 26ရက်တာခီးမှာဂျာနုံးပြည်အောင်မြင်ဖို့အရေးပြည်တွင်းပြည်ပကမိဘပြည်သူတွေကိုထပ်မံဖိတ်ခေါ်အပ်တယ်လို့လဲဆိုထားပါရဲ့ရှင်။ ကိုမင်းကိုနိုင်ရဲ့ကောလာရှိရှိကေလန်လန်စအုပ်နိုင်ငံခုနှစ်နိုင်ငံတို့ရောက်ရှိအောင်ပို့ဆောင်ဖြန့်ဝေပေးနေတဲ့တရင်ကိုနောက်ဆုံးတင်ပြပါမယ်။တွန်လန်ရေးရဲပေါ်များချစ်ခင်လေးစားရတဲ့ကိုမင်းကိုနိုင်ရဲ့ကောလာရှိရှိကေလန်လန်စအုပ်ကိုထိုင်းအမေရိကန်၊အင်္ဂလန်၊စင်ကာပူ၊ထောင်ကိုရီးယား၊ဂျပန်နဲ့အော်စတြေးလျစတဲ့ နိုင်ငံခုနှစ်နိုင်ငံသို့ရောက်ရှိအောင်ပို့ဆောင်ဖြန့်ဝေပေးနေရလို့ CDM Medical Network ကတည်ပြီးဆိုပါတယ်။ဒီစာအုပ်ကိုမြန်မာပြည်အပြင်ထုတ်ယူလာပေးတဲ့အတွက်ကျေးဇူးတင်တယ်လို့တာမချူးကျော်မိုးထွန်းကလည်းပြောကြားထားပါတယ်။ကိုမင်းကိုနိုင်ရဲ့ကောလာရှိရှိကေလန်လန်စာအုပ်ရောင်းချရရှိသော အမြင့်ငွေတရားရခိုင်နှုံးကိုတော်လှန်ဒေသမလင်တန်တင်ပြည်သူများပြန်လည်ထူထောင်ရင်းတော်လှန်ရေးအဖွဲ့အစည်းများနဲ့ CDM အဖွဲ့အစည်းများအတွက်အသုံးပြုသွားဖို့စီစဉ်ထားတယ်လို့လည်းတရားရှိပါရဲ့ရှင် အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio UNG သတင်းထောက်တာကီခါရှယ်လိုကပေးပို့ထားတာဖြစ်ပါတယ်ရှင်။တော်ရရှင်များရှင်ဒီနေ့မနက်ခင်းရဲ့တော်လည်ရေးကဗျာကဏ္ဍမှာတော့မင်းကိုနိုင်ရေးဖွဲ့ထားပြီးရန်နိုင်ခန်းစားဖတ်ကြားပေးထားတယ်တို့ပြည်သူတွေညည်ရလားဟိမေးစရာမလိုတေးကြပြချိုးလို့အမိရတဲ့ကြပြကိုနားဆင်ကြရမှာပဲဖြစ်ပါရဲ့ရှင် တို့ပြည်သူတွေညည်းရလားဟိမေးစရာမလိုတေးကြပါချို့တို့ပြည်သူတွေရဲ့ကဘာလုံးဆိုင်ရာလှုပ်ရှားမှု ဆုံးဖြတ်ချက်ကိုမီးဆန်းမိပြီလားတန်ယုံ page အောက်မှာကွန်မန့်တွေအလုံးကြီးဝင်လိုက်တော့နိုင်ငံတကာရောက်တော်လန့်ပြည်သူတွေတန်ယုံကိုဆန္ဒပြစာတွေပို့တာရောတခဲနဲ့တင်းပြလိုက်တော့ထကြွဝိုင်းလိုက်တဲ့အခါဂိုင်းခုတော့နေမကောင်းလို့ပါလို့တုတ်သီးတုတ်ပြထွက်ရှင်းရပါရောလားနိုင်ငံရွယ်စားလက်နက်ပါဝါထက် ပြည်သူအင်အားမိုးကြိုးသွားဆိုတာပြနိုင်တဲ့အတွက်ထပ်ပြရအောင်မယ်လို့ပဲအဖြစ်ထွက်ပါတယ်။ဒုတိုင်းပြည်တင်ရဇာတကိုတခိုးစေးရနေတဲ့သူကပိတ်လိုက်မယ်ဆုတ်လိုက်မယ်ဆိုတော့ဘာဖြစ်မလဲ။မာရယ်ထင်လို့ဆန်ရက်ရရင်ဘယ်သူကွဲမလဲကြည့်ကြတော့ဘို့။ခုတော့ဂျင်းနီဂျီဝါတွေပဲလွန်နဲ့လဲတယ်လို့လို့ရသေးလား။ဒုပြည်သူကမေးပြီ။ဒုစီကမြေရှား red art မရတော့ရင်မင်းတို့တပိုင်းလျက်ကူစီမီကွန်တက်တာထုတ်လုပ်မှုတွေလေဆာကလင်းနဲ့လုတ်ဖို့တော့တွတ်ချပါလားလိုက်သွားမှာ။ပြန်ချင်းကြောင်မှတိမာလာ တို့ပြည်သူကမေးပြီရတယ်ကုလူတို့ကအာနိသင်မမီဆေးတွေမတော့ရလဲနေကောင်းလဲတရက်စုပ်အပေါ်စားပစ္စည်းတွေမတော့ရလဲအစင်ချောတယ်အခုတော့မြေရှားဝေဝါးသွားရင်ဘယ်သူအရှုံးသမခံစားသွားမလဲခုခင်မဲ့ကနာတိုင်းအတွက်မရှိမဖြစ်မြေရှားအကြောင်းတလုံးနှလုံးစားစီကုန်းပြရမလားတို့ပြည်သူကမေးပြီကမ္ဘာမှာမြေရှားအများဆုံးထွက်လို့တယ်လို့အသွင်ယူထားပြီးဘယ်နိုင်ငံကအများဆုံးယူနီယာလဲဆိုတာမေးသွားပြီလားတို့ပြည်သူကမေးပြီး electronic လုပ်ငန်းတွေကာကွယ်ဆိုင်ရာပစ္စည်းတွေ electronic device တွေ high tech နည်းပညာမြင့်ပစ္စည်းတွေ MRI ကအစမြေရှားကဘလောက်အရေးပါတယ်လဲမသိဘူးမှတ်သလားလျက်စစ်ကားတွေအလူရက်ထုတ်နေတဲ့ကမ္ဘာပြိုင်ပွဲမှာမြေရှားမရပဲဟတ်တက်ကြီးကွဲသွားခြင်းလားတို့ပြည်တော်မေးပြီတကားတွေသူပိတ်ကိုပိတ်စဒန်းဆိုမင်းတို့စီအားကုန်းနှိပ်ပိတ်ပြီးနေဘဲဝဲစီတန်တာကမှန်းဆာကလွမ်းရပါမီအော်ဆူသွားရမှာမသိဘူးထင်းနေလားတို့ပြည်တော်မေးပြီကမ္ဘာမကြီးဦးလဲဆိုပြီးပြီး ကဘာတုံဟီးလဲချီခဲ့ပြီးလူဦးစစ်သည်ပြည်သူများကတမိုင်းသစ်ရေးတဲ့လက်တွေဆန်တန်းဟစ်ကြွေးလိုက်ပြီးအပြုကံ passive မဟုတ် ပြုနိုင်သူ active တွေဖြစ်ကြောင်းလက်ယုံဆန့်ချီပြလိုက်ပြီးမင်းကိုနိုင်ရေဒီယိုအန်ယူဂျီမှဆက်လက်အတန်လွှင့်နေပါသေးတယ် တတရှင်များရှင်အခုလိုရာသီအကူးပြောင်းကာလမှာဖြစ်ပွားတတ်တဲ့ရာသီတုတ်ကွေးရောဂါ seasonal influenza အကြောင်းကို ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားတာကိုနားဆင်ကြရမှာဖြစ်ပါတယ်ရှင်။ရာသီတုတ်ကွေးရောဂါ seasonal influenza ရာသီတုတ်ကွေးရောဂါဟာနှာခေါင်းလေကြောင်းနဲ့အဆုတ်တို့ကိုကူးစက်စေတတ်တဲ့တုတ်ကွေးရောဂါဗိုင်းရပ်စ်ပိုးများ influenza virus ကြောင့်ဖြစ်ပွားတဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာ လက်တလောကူးစက်ရောဂါဖြစ်ပါတယ်။ ABC နဲ့ D ဟူ၍ယာသီတုပ်ကွေးယောဂါဗိုင်းရပ်စ်ပိုးအမျိုးအစား၄မျိုးရှိတဲ့အနက်လူတို့မှာကူးစက်ပြန့်ပွားလေးရှိတဲ့ဗိုင်းရပ်စ်ပိုးအမျိုးအစား A နဲ့ B တို့ဟာယာသီတုပ်ကွေးယောဂါအကပ်အသွင်ဖြစ်ပွားမှုများရဲ့တရားခံလေးဖြစ်ပါတယ်။ယောဂါလက္ခဏာများဖြားခြင်း၊ချမ်းတုံခြင်း၊ချောင်းဆိုးခြင်း၊လဲချောင်းနာခြင်း၊နှာရည်ယိုခြင်း၊နှာချေခြင်း၊ကိုယ်လက်ကိုက်ခဲခြင်း၊ခေါင်းကိုက်ခြင်း၊မောပန်းနွမ်းနေခြင်းနဲ့ ကလေးငယ်များတွင် အန်ဂျင်ဝမ်းပြက်ဝမ်းလျှောခြင်းတို့ဖြစ်နိုင်ပါသည်ယောဂကုသခံရသူအများစုဟာရက်အနည်းငယ်မှနှစ်ပတ်အတွင်းတက်တာကောင်းမွန်လာနိုင်ပါသည်သို့တော်လည်းအချို့သူများမှာအဆုတ်ရောင်ခြင်းကဲ့သို့နောက်ဆက်တွဲကျန်းမာရေးပြဿနာများခံစားရနိုင်ပြီးအသက်ဆုံးရှုံးသည့်အထိ ဖြစ်ပွားနိုင်ပါသည်အထူးသဖြင့်အသက်65နှစ်နှင့်အထက်ရှိသူများအသက်အရွယ်မရွေးနာတာရှည်ယောဂအခန့်ရှိသူများပန်းနာရင်ကျက်စီးကျူသွေးကျူနှလုံးယောဂါ ကိုဝန်ဆောင်မိခင်များခုခံအားကျဆင်းနေသူများနဲ့အသက်9နှစ်အောက်ကလေးငယ်များမှာကူးဆက်ဖြစ်ပွားပါကနောက်ဆက်တွဲကျန်းမာရေးပြဿနာများကိုပြင်းထန်စွာခံစားရနိုင်ပါတယ်။ယောဂကူးဆက်နိုင်သည့်နီလန်များယာတိတုတ်ခွေးယောဂဟာယောဂကူးဆက်ခံထားရသူတအူနှာချီချောင်းဆူစကားပြောရာမှထွက်လာတဲ့ယောဂပိုးပါတဲ့အဆက်အမုံများကိုရှူသွင်းမိရာမှတော့လကောင်းယောဂပိုးပါတဲ့အဆက်အမုံများ ကက်တင်ကြံရှိနေသောအရာဝတ္ထုမျက်နှာပြင်များနဲ့အတုံးဆောင်ပစ္စည်းများကိုကင်တွယ်ထိတွေ့ပြီး၍မိမိရဲ့ဗဇက်နှက်ခေါင်းနဲ့မျက်စိတို့ကိုပြန်လည်ထိတွေ့မိခြင်းမှတော့၎င်းကူးဆက်နိုင်ပါ रे ။ယောဂကူးဆက်ပြန်ပွားခြင်းမှကာကွယ်နိုင်သည့်နည်းလမ်းများနှစ်စဉ်ရာသီတုပ်ကွေးကာကွယ်စည်းထူနံပါ။ဖျားနာနေသူများနဲ့နီးကပ်စွာနေထိုင်ထိတွေ့ခြင်းမှရှောင်ကျဉ်ပါ။တင်ဖျားနာနေပါကလည်းအခြားသူများနဲ့နီးကပ်စွာနေထိုင်ထိတွေ့ခြင်းမှ ရှောင်ကျင်ပါကျမ်းမာရေးစောင့်ရှောက်မှုခံယူရန်သူမဟုတ်မဖြစ်မနေကိစ္စအတွက်အပြင်ထွက်ရသည်ကလွဲ၍အဖျားပြောက်ကင်းပြီးအနည်းဆုံး24နာရီကြာသည့်အထိမိမိအိမ်မှသာနေထိုင်ပါ မဖြစ်မနေအပြင်ထွက်ရပါကနှကောင်းစီ max တက်ပါနှာချီချောင်းဆိုးတိုင်းပါးစပ်နဲ့နှကောင်းကိုတီရှူးသို့မဟုတ်တံတောင်စစ်ကွေးဖြင့်လုံးကျုံစွာဖုံးအုပ်ပါတီရှူးအသုံးပြုပါကအဖုံးပါသောအမှိုက်ပုံးအတွင်းသို့စနစ်တကျဆွန်ပစ်ပါ လက်ကူရေဆက်ပြာတို့ဖြင့်မကြာခဏဆေးကြောပါ ရေနှင့်ဆက်ပြာမရရှိနိုင်ပါကအယ်ကိုဟောပါဝင်တဲ့လက်တန့်စင်ဆေးရည်ကိုအသုံးပြုပါမျက်စိနှာခေါင်းနဲ့ပါးစပ်တို့ကိုလက်ဖြင့်ကင်တွယ်ထိတွေ့ခြင်းမပြုလို့ရယောဂါပိုးပါတဲ့အဆက်အမှုံများကက်တင်ကြံရှိတတ်သောအရာဝတ္ထုမျက်နှာပြင်များနဲ့အသုံးဆောင်ပစ္စည်းများကိုပိုးသက်တန့်စင်ပါကောင်းစွာအိပ်ဆက်အနားယူပါ အာဟာရပြည့်ဝသည့်အစားအစာများကို စားသုံးပါလေဝင်လေထွက်ကောင်းသော နေရာများတွင်နေထိုင်ပါ နေအိမ်ပြတင်းပေါက်များကိုဖြန့်ထားပါလူထုထက်သောနေရာများနဲ့ပွဲလန်းသပင်များကိုတွားရောက်ခြင်းမှရှောင်ကျဉ်ပါကျန်းမာရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရမှရာသီတုပ်ကွေးယောဂအကြောင်းအတိအပြီးနှိုးဆော်ထားပါတယ်ခင်ဗျာတော်ရရှင်တော်လန်ပြည်သူပေါင်းလို့ရှင်ဒီနေ့မနက်ခင်းရဲ့နောက်ဆုံးအစီအစဉ်ဖြစ်တဲ့တော်လန်ရေးတက်ဂီတာအစီအစဉ်ကိုတင်ဆက်ပေးကြပါမယ် 89ရေးသားထားပြီး63သိဆိုထားတဲ့ခိုင်မာတဲ့တန်ဋိဌံလို့အမည်ရပါတယ်။ဒီသချင်းလေးကိုထုတ်လွှင့်ပေးပြီးတဲ့အခါမှာတော့ကျမတို့ရဲ့မနက်ခင်းရေဒီယိုထုတ်လွှင့်မှုကိုရှင်းနာတော့မှာဖြစ်ပါတယ်။သောတာရှင်တော်လန်ပြည်သူပေါင်းတာယာပျော်ရွှင်အေဂျင့်နဲ့တနေတာကိုရရှိပိုင်ဆိုင်နိုင်ကြပါစေရှင်။ se manifestre ya nine bu in the dwell na ya tawon tan ywe lu in the ta chi phi pi le tan chwa ga myan na ma pe do le she set to ma be de ni ro ban nai go ya me na pyan nya zwa re na ga to shi da be

တယ်တိုးတောင်းရဲ့ရည်ရည်အလားပါစိတ်နှလုံးဒေစီဝင်စေဘယ်မှာပြီးတာစိတ်တွေနဲ့တူတူရှေးဆန် တူမှာပဲတနေ့တော့ပန်းနိုင်ကိုရောင်းမယ်နှစ်ပြံများစွာတဲ့အနာဂတ်တို့ရှိတာပဲဘာမှမကြောက်ဘူးဟေ့ shine. နေ့ကတော့ဒီညနဲ့ပဲ Radio NUG ရဲ့အစီအစဉ်လေးကိုပြစ်ဒရနာလိုက်ပါမယ်ရှင်။မြမစံတော်ချိန်မနက်၈နာရီခွဲနဲ့ည၈နာရီခွဲအချိန်တွေမှာပြန်လည်ဆုံတွေ့ကြပါစို့။ Radio NUG ကိုမနက်ပိုင်း၈နာရီခွဲမှာလိုင်းတူ16မီတာ17.8 MHz နဲ့ညပိုင်း၈နာရီခွဲမှာလိုင်းတူ25မီတာ17.6 MHz တို့မှာဓာတ်ရိုက်ဖမ်းလို့နိုင်စေပါပြီ။ မြန်မာနိုင်ငံသူနိုင်ငံသားတွေကိုစိတ်နှပြစမ်းမချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ရေဒီယို NUG အဖွဲ့သူဖေတော်တွေကဆုတောင်းနေတာပေါ့။မြေသားမျိုးမျိုးတွေအစိုးရရဲ့စက်တော်ရင်တရင်အချက်နဲ့လူပိညာဝန်ကြီးဌာနကထုတ်ပြန်တဲ့ရေဒီယို NUG ဖြစ်ပါတယ်။ San Francisco Bay Area အခြေစိုက်မြန်မာပြည်သားစုတွေနဲ့နိုင်ငံတကာကစိတ်နှာရှင်တို့အားပေးနေတဲ့ရေဒီယို NUG ဖြစ်ပါတယ်။အရေးပေါ်ကအောင်ရမည်